ာမေလ45မှာပါရေးထားတယ်ဆိုတော့ဘုရားသခင်ကတဲ့ထုတ်ချင်းခွင့်နဲ့ပြီးတော့တဲ့အနာဂတ်နှစ်တန်းများစွာကိုလည်းကြုံမြင်တတ်တော့တဲ့စင်စားပိုင်ခြင်းတက်ခြင်းကြောင့်ပညာရှိနဲ့ပညာမဲ့ကိုခွဲခြားခဲ့တယ်တဲ့ယေရှုကိုလက်ခံတဲ့လူတွေကဘုရားသားဖြစ်ခွင့်ရယုံမဲ့ရှိသေးတယ်လို့ဒီမှာကျွန်တော်တို့ထပ်ပြီးတော့ပြောထားတယ်နော်ဘုရားသခင်ရဲ့အမွေခံသားဖြစ်ဖို့ဆက်ပြီးတော့လုပ်ဖို့ကြံသေးတယ်နော်ကြီးထွားတိုးတက်စုံတင်ပြည့်ချက်ဖို့လုပ်သေးတယ်တဲ့ ယေရှုကိုလက်ခံတဲ့သူတွေကတဲ့ခရစ်တော်ရဲ့ကညာပြုအဖြစ်စေဆက်ကြောင်းလန်းခံရသူစာဖြစ်ရုံနဲ့ရှိသေးတယ်လူကြီးထားတယ်เนาะဒီမှာအမြဲမရောက်သေးဘူးတဲ့ကိုယ့်ကိုကြည့်ရင်တော့ကြက်လည်းမပြေသေးဘူးထိန်းညာမရသေးတဲ့ဝိညာဉ်ကလေးလေးပဲရှိသေးတယ်ဆိုတာကျွန်တော်တို့ကိုအာပြန်လည်ပြီးတော့တတိပေးနေเนาะဒီမှာရေးထားတဲ့အာယောဟန်အခန်းကြီး1အခန်းငယ်7မှာဖော်ပြထားလဲဆိုတော့ဖျားသခင်ကြီးဘာလို့တော့ဒီမှာလို့ရေးထားတယ်ဒါပေမဲ့ English version မှာ ရည်ရတာပို့ပြီးတော့ရှင်းတယ်တော့ children of god လို့ဒီဟာเนาะတင်သားဆိုရင်အရွယ်ရောက်ပြီလို့ထင်ထင်နေတယ်ဒါပေမဲ့တခြား translation ကလုံးဝဟို clear ဖြစ်တယ် children လို့သုံးသုံးထားဖြစ်တယ်ပြီးတော့ nicosetnic nicosetit ခံငယ်တင်းနေနှစ်မှာဒီဟာတဲ့ဟာမှာဘာပြောထားလဲဆိုတော့စိတ်ဆက်ပြီးတော့မှယေရှုနဲ့စိတ်ဆက်ပြီးတော့မှစာတန်နဲ့ညားမှာဆိုလို့အာအာဆိုလို့ လို့ပြောမလဲ advice ထုတ်ထားတဲ့ဇာဖြစ်တယ်เนาะ the core setting တဲ့မှာပြီးတော့ policy တဲ့မှာလည်းပဲဗာပြောထားလဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုပြန်လဲတင်းယူနေတယ်ဆိုတဲ့အရာကိုရေးထားတာဖြစ်တယ်အာစင်ကြယ်စင်မှန်စင်မှန်တော့ခရစ်တော်ဤတို့သမီးဖြစ်ဖို့အရေးချင်းတိုးတက်လာရအောင်မယ်လို့ပြောထားတယ်ကောင်းကင်နိုင်ငံဆိုတာဘာလဲဆိုတော့ခရစ်တော်ကိုယုံကြည်တဲ့လူခံယူတဲ့လူအလုံးကိုခေါ်တဲ့အရာဖြစ်တယ်လို့ယူထားတယ်เนาะ နောက်စာမျက်နှာနောက်တစ်ခုကိုဖတ်မယ်ဆိုရင်ခန်းငယ်အာကမ္မနာ46เนาะနံပါတ်30တဲ့နံပါတ်30ဆိုတာဘာလို့ဆိုလို့လဲလို့ဆိုတော့လူအများစုကိုဆိုလို့လဲလို့ပြောတာเนาะဒီမှာခါနန်ပြည်ကိုထောက်လန်းရေးတရှို12ယောက်မှာပို့တဲ့အခါမှာ10ယောက်ကလူများစုဖြစ်တယ်သူတို့ရဲ့ဆုံးဖြတ်ချက်ကိုကျန်တဲ့လူတွေကလိုက်တဲ့အတွက်ကြောင့်အမွေမရဘဲနဲ့တော်ရဲချာချာလဲပြီးတော့တည်တဲ့အကြောင်းကိုအာဒီမှာပြောပြထားတယ်ဖြစ်တယ်เนาะ ခရစ်တော်ကိုလက်ခံရရှိသူသည်ဝိညာဉ်သည်မိခွက်ဖြစ်သည်တဲ့တုတ်တန်အခန်းကြီး20အခန်း29ခုမှာဘယ်လိုရေးထားလဲဆိုတော့လူဤစိတ်ဝိညာဉ်သည်ကိုအတွင်၌ရှိရှိသမျှတို့ကိုစစ်ဆေးသောသာဝရဖျားဤမိခွက်ဖြစ်တယ်လို့ရေးထားတယ်เนาะမိခွက်ဖြစ်တယ်ဆိုတော့အာမိလင်းနဲ့စီထရတယ်အာကျွန်တော်ဒီစီမိခွက်ဆိုတဲ့အရာကိုကျွန်တော်စပြီးတော့ပြန်လေ့လာကြည့်တော့မိခွက်ထဲကိုလေကြိုက်တဲ့စီထဲလို့မရအောင် ဟိုစာအုံးစီတဲထဲလို့မရဘူးဒီဒီကိုတွေ့တွေ့ကြရစီဘာမှထဲလို့မရအောင်ဒီမိခွက်ထဲမှာထဲရမယ်စီကိုပဲထဲရတယ်မဟုတ်ရင်ဘာဖြစ်တယ်လဲဆိုတော့တခြားစီတွေထဲကောင်းကောင်းမလင်းဘူးမိခိုးတွေထွက်တယ်အနမ်းတက်လည်းမကောင်းဘူးဟိုလင်းမဖြစ်ဘူးပေါ့အဲ့တော့အာကျွန်တော်တို့ဆက်လက်ဆက်ပြီးတော့ဖတ်ရအောင်မပါရေးထားလဲဆိုတော့ဖျားသခင်ဤဝိညာဉ်ထဲရမယ်ဆိုတာဒီမှာဖြစ်ပြထားတယ်เนาะကျွန်တော်ရဲ့စိတ်ဖြစ်တဲ့အာအာစိတ်ဝိညာဉ် ဒါဂျမ်မူစီမီဘက်ဖြစ်တဲ့အတွက်ကြောင့်ဝิญဉ်တော်ထဲရမယ်ဆိုတာဒီမှာဆက်လက်ပြီးတော့ပြောထားတယ်။ယုံကြည်သူဒီဤအဝိဇ္ဇာအမောင်းလမ်းနဲ့နိုင်ဘုရားသခင်ဤအလင်းကိုလင်းဖို့အလင်းနေဖြစ်တယ်ဆိုတာကျွန်တော်တို့ကိုထက်လက်ပြီးတော့အာအာသတိပေးထားတာဖြစ်တယ်နော်။ကိုရီးယားအလင်းဖြစ်ရမယ်။ကိုရီးယားအမောင်းအမောင်းကိုရီးယားရဲ့ဇာတိနဲ့အသက်ရှင်ကြအောင်အမောင်းမဖြစ်ဖို့ဒီမှာဆက်လက်ပြီးတော့သတိပေးထားတယ်။တရောသားဖြစ်တော့ခရစ်တော်ကမိမိတို့ကို တင်းယူဖို့ကြွလာမိခုယုံကြည်သူများကမျှလင့်စောင့်ပြောင်းနေကြတယ်တဲ့ဒီမှာတော့ဘာမှတဲ့ကိုးစံကားထဲမှာလည်းရေးထားတယ်ဟာခရစ်တော်ပြန်လာမယ်ဟာကိုဒုသားပြောက်ဒုသားကအာခဏတာပြောက်သွားပြီးတော့ပြန်လာမယ်ဆိုတော့ကိုအာတို့သမီးတွေအဆောင်နေတယ်ဆိုတော့ကိုရှိထားတာဖြစ်တယ်ပြီးတော့နံပါတ်5 5ကကြတော့၄ပေါင်း1เนาะဆိုတော့အာမသိရင် ဒီ check နဲ့ပဲပေးထားတယ်လို့ပဲဒီကနန်းတွေကြီးပဲတတများအလုံးကအာတော်ဘာဆက်လဲလာလဲဆိုတော့လေးကတဲ့လူတော်ဘာကိုဆိုလို့တယ်လေးဆိုတော့ကျွန်တော်လက်ဆက်ပြီးတော့ရှာဖက်ဘာဘလူးကိုလေးရဘလူးပြုလို့အာတော်ဘာလူတော်ဘာကိုဆိုလို့လဲကျွန်တော်ဆောက်ရှာဖက်ကြည့်တော့ပေါ်က creation နဲ့ physical world ကိုကျွန်တော်တို့မြင်ရတဲ့အရာမြင်ရတဲ့ဒီခန္ဓာကိုအာလက်မှတ်လေးကအာ represent လုပ်တယ်လို့ကျွန်တော်ရှာဖို့တွေးရှိရတယ်ပေါ့နော် ်ဥပမာကဘာမြေကြီးကိုကြည့်လိုက်မယ်ဆိုတော့ကျမ်းစာထဲမှာလည်းရေးထားတယ် four corners of earth ကိုရေးထားတယ်เนาะပြီးတော့ကျွန်တော်တို့အခုအာအပြင်နေပါတယ်တွားရင်လည်းကျွန်တော်သိနိုင်မယ် north ရှိတယ် east ရှိတယ် south ရှိတယ် west ရှိတယ်လေးမျက်နှာရှိတာအဲ့တော့လေးကဏ္ဍကဒီဘုရားရှင် present လာတဲ့အာ physical wall နဲ့ကျွန်တော်တို့ loop တတဝါကို represent လုပ်တယ်ဆိုတာဒီမှာရေးထားတာဖြစ်တယ်တိကဏ္ဍကတော့ရှင်းတယ်ဘယ်လိုမှဘာမှအဗီလို့ဆရာမလို့လေတစုပြီးတော့ခရီးကိုဆိုးလို့တာဖြစ်တယ်ဆိုတာတစ်ကတော့ မြင်ရတယ်ပေါ့နော်ဆိုတော့၄နဲ့၁နဲ့ပေါင်းလိုက်တော့၅ဖြစ်သွားတယ်တဲ့ဟောငါဆိုတဲ့ကဏ္ဍကိုလည်းခုနကတော့အာကျွန်တော်ပြန်မှအများကြီးတွေ့ရလဲဆိုတော့တဲတော့ဘုရားသခင်စောက်တဲ့နေရာမှာငါးကဏ္ဍနေအများကြီးပဲဟိုဘင်းတော့မှလျံ၅ချက်တူအလိုမျိုးငါးကဏ္ဍနေအများကြီးရှိတယ်တော်ဒီမှာပြောရတာဘုရားနဲ့အာလူနဲ့ပေါင်းခြင်းကိုဆိုလိုတာဖြစ်တယ်နော်အာဆိုတော့ဒီမှာ၁နဲ့၄နဲ့ပေါင်းလိုက်တော့၅တဲ့ဘုရားကိုရရှိတဲ့လူ၌ ာဝန်ဝတရားရှိလာတယ်တဲ့ vertical ကျတော့ဖျားနဲ့လူနဲ့မှန်တဲ့အရာကိုပြထားတာဖြစ်တယ်ပြီးတော့ horizontal ကျတော့ဘာရှိသေးလဲဆိုတော့ကိုနဲ့ကိုပင်နာမှာရှိတဲ့လူတွေအာမှန်တဲ့အရာကိုပြောထားတာဖြစ်တယ်เนาะဆိုတော့ကျွန်တော်ဒီမှာဘာအာပြတိထားမိလဲဆိုတော့တချို့ကျွန်အာမယုံကြည်တဲ့သူတွေရှိတယ်เนาะတချို့တွေကျတော့သူကအရန်ကောင်းတယ်သူများတွေကိုလည်းအရန်ကောင်းတယ်ဘယ်လိုပြောမလဲခရီးရန်တွေထပ်ပို့ပြီးတော့ကောင်းတယ်အာလူတွေတွေ့ရတယ် အာဒါပေမဲ့သူတို့ကျတော့ vertical ဖြစ်တဲ့အရာနဲ့အဆက်အသွယ်ပြတ်တော့လည်းပဲသူတို့ကပညာရှိတဲ့သူတို့သမီးဖြစ်နိုင်ဘူးပေါ့နော်။နောက်တစ်ခြားကျွန်တော်တို့ချို့ကြတော့လည်းရှိတယ်။ဟာငါဖျားနဲ့မှန်ပြီးတာပဲသူတွေ view မဆက်တော့ပေါ့။ဒါကွက်ကူပဲ online မှာပဲအာရှာစားတယ်ပေါ့။အော်ပြီးတော့အောက်ကဘုပဲစံစာအောင်ဖတ်တယ်ဘုပဲအာအာအာဖျားစကားနားထောင်တယ်ဆိုရဲလူကြတော့လည်းပဲဒီမှာနဲ့ဒီစံစကားနဲ့အညီပြောင်းเนา ဆိုတော့နှစ်ခုလုံးဖျားနဲ့လည်းမှန်ရမယ်လူနဲ့လည်းမှန်ရမယ်ဆိုတာဒီမှာရေးထားတာဖြစ်တယ်စီကားတဲ့ tension တော့ဝိညာဉ်တော်ကိုဆိုလို့ဆိုတော့ကျွန်တော်တို့ခုနကတော့ကျွန်တော်တို့ရဲ့မိရင်ဖြစ်တဲ့တဲ့မှာထည့်ရမယ့်ဟာတခုပဲရှိတယ်ဖျားဖြစ်တယ် tension တော့ဝိညာဉ်တော်ကိုထည့်ဖို့ပဲဖြစ်တယ်เนาะတခြားစီထည့်လို့မရဘူးလောကဟာလည်းထည့်လို့မရဘူးကိုကိုကိုလည်းထည့်လို့မရဘူးတောင်းနေတဲ့အရာခုမှထည့်လို့မရဘူး tension တော့ဝိညာဉ်တော်ကိုထည့်ရမယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာပြန်လဲပြီးတော့တွေ့ရှိရတယ်ပညာရှိတဲ့လူရဲ့ဝိညာဉ်မိကွယ်၌တာမက စိတ်နှလုံးစီးဘူးနိုင်စီအပြည့်ထက်ရှိအာထည့်ထားခြင်းရှိရတယ်တဲ့အာဝိညာဉ်တော်အပြည့်ဝထည့်ထားဖို့လိုတယ်လို့ရှိထားတယ်เนาะမတ်သဲအာခန်ဂျီကွန်24မှာပိုင်းထားလဲဆိုတော့ကြောက်ပေါ်မှာအိမ်ဆောက်ရမယ်လို့ရှိထားတယ်ကြောက်ပေါ်မှာအိမ်ဆောက်တယ်အချမ်းကိုရှိထားတယ်ပြီးတော့နောက်ထပ်မတ်သဲ24 45မှာလဲတစ္ဆာမဲ့တဲ့ဂျွန်းအချမ်းကိုရှိထားတယ်တစ္ဆာမဲ့တဲ့ဂျွန်းကြတော့ပြန်မှာသွားပြီးတော့ အဲနောက်ဖြစ်လဲဆိုတော့ငိုကြွေးခြင်းအန်သွားခဲကြိတ်ခြင်းရှိတဲ့အရာမှာနေရာချခြင်းခံရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဖက်ရှင်ထားလဲရတယ်เนาะနောက်ပြီးလူကာအခန်းကြီး16:8ထဲမှာရေးထားတာကြတော့လေမာဆိုတာပြုတ်ရတဲ့ဘန်နာဆိုအကြောင်းကိုတွေ့ရတယ်သူကျတော့ဘာလို့ပြောရှင်လဲဆိုတော့ဟိုရှေ့ရှေ့ရှောက်ကိုကြည့်အောင်ပါเนาะကျွန်တော်တို့ဟိုအတိတ်ကိုလည်းမကြည့်အောင်အခုလက်ရှိကိုလည်းသိကြည့်စမ်းမလို့ဘူးအာ အရှိကိုကြည်တာမှတကယ်လည်းမှဆိုတာပြုလုပ်တဲ့အရာဖြစ်တယ်ဆိုတော့ဒီကမှာဒီအဲကျန်းကျစ်တွေကမှကျွန်တော်ကြာပွေတွေ့ရှိရတယ်เนาะပညာမဲ့လို့ဒီတဲ့လူကိုဘုရားသခင်ထဲ့ဖို့ဘူးဖြစ်ကြောင်းအတိမပြုတ်ပဲမိမိကိုကိုဝိညာဉ်တော်စီနဲ့မဖြည့်ကြသူများဖြစ်ကြတယ်တရိုးသမီးလောင်းစေဦးစလုံးနိုင်မီအိပ်ပျော်ကုန်ကြသည်အိတ်တီဆိုဒီမှာတည်သွားကြောင်းကိုဆိုလိုသည်တော့ခရစ်တော်ကိုယုံကြည်ကြသူတွေ လူများစုမှာတေလွန်သွားကြပြီးအမှန်တယ်လीเนาะကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလဲဆုံးပါသွားတဲ့လူများလဲเนาะအာဒီမှာယောဟန်17အထက်မှာရေးထားတယ်ဆိုတာလည်းပဲလာဇရုတေတာကိုဒီမှာဘယ်လိုရေးထားလဲဆိုတော့အိတ်နေတယ်လို့ရေးထားတယ်အာပြီးတော့မှတတ်တတ်ထက်မှာပါဆက်ရေးထားလဲဆိုတော့တပိုးမှုတန်ကြားတဲ့အချိန်မှာအဲ့ဒီထိုးပေလူတဲ့လူတွေကထားမြောက်မယ်ဆိုတာလဲဒီမှာပြန်လည်ရေးထားတယ်เนาะညနဲ့ တကောင်နိုင်လူအများအေကောင်းခြင်းတွင်ဖရာသခင်ဤတဘိုးမှုတ်တန်နှင့်တကွာတတို့သာကြွလာပြီးဟုကောင်းငင်တမဲမင်းကြွေးကြော်လျင်တတို့သမီးအလုံးမထား၏မိကွက်များပြင်ဆင်ကြ၏အိပ်ပျော်ရဲ့အိပ်ပျော်ပြီးနိုးလာတဲ့အခါမှာလည်းပဲတဲ့ဒီမှာရေဆက်ပြီးတော့ပြင်ဆင်စရာလိုသေးတယ်တဲ့ပညာရှိရဲ့လူတွေကြတော့သူကထဲထားပြီးဖြစ်တဲ့အတွက်ကြောင့်သူတို့ကခဏလေးပြင်ဆင်လာနဲ့ အစင်းသင်းဖြစ်သွားတယ်ကျွန်တော်သူတို့သားနဲ့တွေ့ဖို့အစင်းသင်းဖြစ်သွားတယ်ပညာမဲ့ဒီကြတော့ဟိုအချိန်ရှိခိုက်လုံးလာမဆိုင်တဲ့အတွက်ကြောင့်အာငါသူတို့စီငိမ့်တော့မယ်သူတို့ကိုနည်းနည်းပေးပါလို့လိုက်တောင်းနေရတယ်ဒီမှာကျွန်တော်ဘာတတိထားမိလဲဆိုတော့ဒီပညာရှိသူတို့သမီးတွေကြတော့လည်းသူတို့သူတို့ရထားတဲ့ဟာကိုအာသူများကိုပေးလို့မရတော့ဒီချိန်ကြတော့เนาะအဲဒီခါလေးကျတော့ဒီတိုင်းသွားဖြတ်ချင်တော့ selfish ဖြစ်တယ်လို့ထင်ရပါမယ်ဒါပေမဲ့အဲ့လိုတော့မဟုတ်ဘူးအာ ဘာဖြစ်လဲဆိုတော့ဒီကိုယ့်ရဲ့မိခွက်ထဲကိုစီဖြစ်ရမှာ personal journey ဖြစ်တယ် personal responsibility ဖြစ်တယ်เนาะတနည်းအားဖြင့်ကျွန်တော်ဘာကိုသွားမြင်လဲဆိုတော့ကျွန်တော်ကြောက်မှာရောကစောင်းပွဲမဖြစ်ခင်ဆိုရင်တငယ်ချင်းတွေနဲ့အတူတူစားလို့ကြတယ်เนาะခါလေကျွန်တော်တို့ညလုံးပေါက်တွေစားလို့ကြတယ်တငယ်စောင်းပွဲမတိုင်ခင်မှာတော့အခြေဆုံးတငယ်ချင်းတွေပဲတေချာအော်သူ့လည်းကူလိုက်အဲသူညမလဲဆိုရှင်းပြလိုက်အော်ငါနားမလဲဆိုသူ့ရှေ့ပြန်ပြီးတော့အော်ပြန်ပြန်ရှင်းကျင်းပြခြင်းကိုခံယူလိုက် တူတူစာလုပ်ကြတယ်ဒါပေမဲ့ဆောင်းမွေးဖြည့်နေရောက်သွားတော့ဆောင်းမွေးပြန်နေလဲရောက်သွားရင်စကားပြောပြောလို့မရတော့ကို့ကိုစာမေးလို့လည်းမရတော့ကိုကလည်းသူ့သွားပြောပြလို့မရတော့ဘာပြောပြရင်စာခိုးတာဖြစ်ပြီးတော့နှစ်ယောက်လုံးတုံ့ရဘဲဦးရသွားလဲမယ်နော်ဆိုတော့အဲ့ဒီအခြေအနေဖြစ်တဲ့အရာဖြစ်တဲ့ယေရှုခရစ်ကိုယုံကြည်လက်ခံပြီးပိုင်းဤဝိညာဉ်စီမိကွက်၌တန်ရှင်သောဝိညာဉ်တော်စီကိုစယံရရှိကြသူကြီးဖြစ်ကြသည်လေယေရှုခရစ်ကိုလက်ခံသည်ပညာမဲ့သူဤစီမိ ဝိညာဉ်စီမိကွက်နိုင်စီအနှဲငယ်ဇယံတာရှိတယ်တဲ့အဲ့အတွက်ကြောင့်မှိမ့်မှန်ကလေးတစ်ခါခဏလေးတော့မိတောက်နိုင်တယ်เนาะအပညာမဲ့ရူဤစီဝိညာဉ်အစီမိကွက်နိုင်စီအပြည့်မရှိယုံမကသူတို့ဤစိတ်နှလုံးစီဘူး၌ထက်မှန်ဖြည့်ထားခြင်းမရှိတော့ကြောင့်ပညာမဲ့နာခံနမေခံယုံကြည်သူခရိယာများဖြစ်နေရဲဆိုတာကိုဒီမှာဖြည့်ထားတယ်เนาะ နောက်စာမျက်နှာမှာပညာမဲ့တွေစီဝယ်ဖို့ဆိုပြီးထွက်သွားတဲ့အခါမှာသူတို့သားရောက်လာတော့သူတို့တွေအခန်းတကားပိတ်ခံလိုက်ရတော့သွားပြီးခောက်ပြီးပြန်လို့တော့မရတော့ဘူးသခင်သခင်တကားဖွင့်ပြပါလို့ပြောတော့သခင်ကဗာပြန်ပြောလဲပြီးတော့ဒီနှုတ်ကငါမတီးလို့ခရစ်တော်ကပြောတယ်လူသားယေရှုကြွလာမိနေနဲ့အချိန်ကိုမတိတော့ကြောင်းတမန်တည်းနဲ့စောင့်နေကြတော့ယုံကြည်သူ၌ဝိညာဉ်တော်စယံတာရှိသေးတယ်စယံဆိုတာအနည်းငယ်ပဲလို့ယူထားတယ် ဇယံရရှိသူရဇယံရသူနိုင်သူတပါးကိုပေးလောက်အောင်အပူရှံရှိပြီးเนาะအပူရှံရှိပြီးတော့တွန်းလောင်းပေးနေတာဘုရားသခင်ကူတော်တိုင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့စီဖြစ်ရမှာဘုရားသခင်ရှိရဖြစ်ရမှာဖြစ်တယ်เนาะဒီနေ့အဖြစ်ဟိုလေးနာလူတွေဖြစ်ဖြစ်ဇယားတွေဖြစ်ဖြစ်ရှိရဖြစ် ဲ့လိုပြောလို့ဒီဆရာတွေမရှိဘူးမလိုဘူးလို့ကျွန်တော်ပြောဆိုလိုတာမဟုတ်ဘူးเนาะအဲကိုတကယ်ကိုကိုရဲ့စီမီကွက်ထဲကိုတွန်းလောင်းပေးနေတာဘယ်သူလဲဆိုတာကျွန်းကျွန်းကွက်ကွက်မြင်တတ်ဖို့အာဒီအရာကျွန်တော်တို့ကိုဖျားစကားပြောနေတာဖြစ်တယ်ဆိုတာကျွန်တော်အာနားလည်တယ်ပေါ့เนาะယေရှုကိုယုံကြည်လက်ခံရင်ဘုရင်ဝိညာဉ်တော်နှင့်အပြည့်ဝတည်းဝိညာဉ်တက်ရှင်ခြင်းကြီးထွားတိုးတက်ပြောင်းလဲခြင်းမရှိသေးဘူးတဲ့ဝိညာဉ်အတိလည်းမသိနိုင်သေးဘူးเนาะ တွန်းလောင်းခြင်းခံဘုရားသခင်ထက်ပေးတဲ့အရာကိုဖြေတော့မှပဲဒီဝိညာဉ်အသေးတွေထွက်လာမယ်ဖြစ်တဲ့အမီလည်းပဲကောင်းကောင်းတောက်ပါမှမယ်ဖြစ်တယ်နော်ယုံကြည်သူတချို့ကတော့တဲ့ဝိညာဉ်စွမ်းရည်အနှဲငယ်ရရှိပြီးတော့တခဏနိုထအခဏများရှိယုံကလေးနဲ့ခြေနဲ့ပြတ်တန့်ပြီးတော့တဲ့ဝိညာဉ်မိသေးပါတယ်နော်ကျွန်တော်တို့ဆက်ဆဘုရားခင်ဒါဘုရားခင်အာ ပြောင်းလဲကာစားလို့ပြောမှာပေါ့เนาะပြောင်းလဲကာစားတော့တကယ်တော့မီတောက်တယ်เนาะဟိုဟာလှုပ်ချင်လိုက်ဒီဟာလှုပ်ချင်လိုက်အာအာ revival လှုပ်ချင်လိုက်ဟိုဟာလှုပ်ချင်လိုက်ဒီဟာလှုပ်ချင်တော့ဖျားအတွက်အသက်ရှင်မဲ့လှုပ်လှုပ်လိုက်အာကိုယ့်ဘာကိုယ်တော့အသက်မရှင်နေဖယ်နဲ့ဖျားအတွက်အသက်ရှင်မဲ့လှုပ်လိုက်เนาะအဲ့လိုမျိုးအာအာဘယ်တော့မလဲအာအာတက်ကြွချက်ဖားဖြစ်နေတဲ့ခါလေးကြတော့เนาะဆိုတော့ဒီအရာကကျွန်တော်တို့ကို ဘာဆက်လက်ပြီးတော့တတိပေးနေလဲဆိုတော့အဲ့ဒီခုနကဇာတိနဲ့အာစွမ်းရည်တွေကိုကြည့်ပြီးတော့ဘာသာရေးထဲမှာလွဲချော်ပြီးတော့မကြဆင်သွားဖို့ကျွန်တော်တို့ကိုဒီနေ့စကားပြောနေเนาะဒီဘက်အတွက်ကတော့49မှာပြီးသွားတယ်နောက်ဘက်နောက်ရက်တင်မှာဘာဆက်သွားမလဲဆိုတော့90ဘက်ကနေစမြင်ဆိုတော့ဘလို့အဲ့ဒီဝိညာဉ်ကိုရယူမလဲဆိုတဲ့ဟာကိုနောက်ရက်တင်မှာရေးထားတာဖြစ်တယ်ဒီနေ့တော့ကျွန်တော်ရရှိတဲ့အရာအားဒီဟာပဲဖြစ်ပါတယ်အဲ့လို thank you ပါ